ားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့ Treasure Land Education ကနေဒါအစိုးရတင်ရိုးတွေမှာတော့ဒါတခြားသောအင်္ဂလကတင်ရိုးတွေမှာတော့ပါတတ်တဲ့ဒီ meta ထဲကမှကျွန်တော်တို့ plasma ဆိုတဲ့ meta အကြောင်းကိုကျွန်တော်တို့မျှဝေပြီးတော့မှဖြစ်ပါလေဗျ plasma ဆိုတာကိုပြောခင်ကျွန်တော်တို့ meta ဆိုတာအရင်စပြောမှဖြစ်ပါလေဗျ meta ဆိုတာကကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တဲ့ဒါအဆိုင်ခဲရဲ့အကြီးရဲ့အငွေ့ရဲ့ဆိုပြီးတော့ကျွန်တော်တို့ ါငငယ်ကလေးစတင်ဖူးတာဖြစ်ပါတယ်ဒါပေမဲ့အခုလက်ရှိမှာကတော့ဒီအဆိုင်အခဲအရည်အငွေအပြင်ကျွန်တော်တို့တခြားတခြားသောဒါမက်တာရဲ့ပုံစံတွေကိုကျွန်တော်တို့လေ့လာပြီးတော့တွေ့ရှိနေပြီဖြစ်ပါတယ်ဒီထက်ကစိတ်ဝင်စားစရာအကောင်းဆုံးကတော့ plasma လို့ခေါ်တဲ့ဒါစုပ်ထားမြောက်မက်တာပဲဖြစ်ပါတယ်ဒါဆိုရင်စောနာပြောတဲ့မက်တာတွေပေါ့နော်အဆိုင်အခဲအရည်အငွေဆိုတဲ့ဟာရဲ့ဒီ plasma ရဲ့နဲ့ပါကွာလဲပေါ့နော် အဆိုင်ခဲဆိုတာကတော့ကျွန်တော်တို့အားလုံးသိပြီးသားပဲဒါတိကျတဲ့ပုံတံရှိတယ်ဒုတယ်ရှိတယ်အရီဆိုတာကတော့သူ့မှာတိကျတဲ့ဒုတယ်ရှိတယ်ဒါပေမဲ့သူ့မှာတော့တိကျတဲ့ပုံတံဆိုတာမရှိဘူးအငွေ့ဆိုတာကတော့တိကျတဲ့ဒုတယ်လည်းမရှိဘူးပုံတံလည်းမရှိဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါငငယ်ကလေးစဒါတိတ်ပံမှာတင်ရတဲ့ဒါမက်တာတွေပေါ့နော်ဒါပေမဲ့အခုလက်ရှိတော့ကျွန်တော်တို့ဒီပလတ်စမာလို့ခေါ်တဲ့နောက်ထပ်မက်တာတစ်ခုကိုကျွန်တော်တို့တွေ့ကြတယ်ပေါ့နော်ဒီပလတ်စမာဆိုတာက ချက်ကြဝရာထဲမှာဆိုလို့ရှင်69ရာခိုင်နှုန်းသောအာဒါပစ္စည်းတွေဟာဆိုပလတ်မာနဲ့ဖွဲ့စည်းထားတာဗောနော်ပြောမယ်ဆိုတော့ဒီ तू ကဓာတ်ငွေ့လိုပဲဒါပေမဲ့ဓာတ်ငွေ့ဆိုတာထက် तू က ionic gas လို့ခေါ်တဲ့ ion တွေနဲ့ဖွဲ့စည်းထားတဲ့ဓာတ်ငွေ့ဖြစ်တယ်ပြီးတော့သူ့မှာဆိုလို့ရှင် free electron လို့ခေါ်တဲ့ဒီအာလွတ်လပ်တဲ့ဗောနော်ဒီ electron လေးတွေပါတယ်ဗောအဲ့ဒီအတွက်ဒါဓာတ်ငွေ့လို့ပြောပေမဲ့လည်းဓာတ်ငွေ့မဟုတ်တဲ့ဒါအခြေအနေတစ်ခုလို့ပြောလို့ရတယ်ဗောနော်ဒါဆိုတော့ plasma ကဘာကြောင့်မို့လို့ဂျန်တဲ့ ဟာတွေနဲ့မတူဘဲနဲ့ထူးခြားနေရတယ်လေပေါ့နော်ပလာစမာဆိုတာကဆွမ်းနားကပြောခဲ့လို့ပဲသူက free electron တွေရှိတယ် free electron တွေရှိတာဖြစ်တဲ့အတွက်အာအပူချိန်ပေါ့နော် အပူချိန်အနည်းအာပြောမယ်ဆိုရင်တော့စွမ်းရည်နေအများကြီးလိုအပ်တယ်ဒီပလာစမာတစ်ခုဖြစ်လာဖို့အတွက်ပြီးရင်ကျတော့အပူချိန်တအားမြင့် ဖို့လည်းလိုအပ်တယ်ပေါ့နော်ပလတ်စမာဖြစ်လာဖို့တော့ပြောမယ်ဆိုရင်ဒီစကြဝဠာထဲမှာတွေ့ရှိရတဲ့ဓာတ်ထုတော်များဟာဆိုလို့ရှိရင်ပလတ်စမာတွေပဲပေါ့အဲဆိုသူတို့မှာဆိုလို့ရှိရင်ဒီအပူချိန်မြင့်တအားမြင့်ကြတယ်ပြီးတော့ဆွမ်းအင်လည်းတအားများကြတယ်ပေါ့နော်ဒီပလတ်စမာတစ်ခုဖြစ်ဖြစ်နေတယ်ဆိုရင်ပေါ့အဲဆိုပလတ်စမာတစ်ခုမှာဘယ်လိုကုန်သတ္တိတွေရှိလဲပေါ့ပလတ်စမာတစ်ခုမှာဆိုလို့ရှိရင်သူကလျှက်စက်ဓာတ်စီကူမိုတာအားကောင်းတယ်ပြီးရင်တော့ ဒါလျှက်ဆက်တန်းလိုက်ဆက်ကွင်းတွေကိုသူ့အနေနဲ့ဒါတုံ့ပြန်နိုင်တယ်ပေါ့နော်။ဂျန်နဲ့ဆိုင်ခဲအရင်အငွေ့ဆိုတာကဒါ neutral ပေါ့နော်။တုံ့ပြန်နိုင်စွမ်းမရှိဘူး။ဒါပေမဲ့ plasma ကတော့လျှက်ဆက်တန်းလိုက်ဆက်ကွင်းတွေကိုတုံ့ပြန်နိုင်စွမ်းရှိတယ်။ပြီးတော့သူတို့ဟာဆိုလို့ရှိရင်အလင်းအောင်လည်းထုတ်ပေးတယ်။ပြောမှဆိုတော့ကျွန်တော်တို့ဒီအာအပြင်လောကမှာမြင်တဲ့ neon sign board တွေဟာဆိုလို့ရှိရင်တကယ်တော့ဘယ်ကဘယ်ပေါ်အခြေခံထားရလဲဆိုရင်ဒီ plasma ပေါ်အခြေခံထားတာဖြစ်တယ်ပေါ့နော်။အဲဆိုတော့ plasma တွေကိုဘယ်နေရာမှာတွေ့နိုင်လဲ။ ဆောနာပြောတယ်လို့ပဲကျွန်တော်တို့ဒီစက်ကြဝဠာထဲမှာရှိတဲ့အရာဝတ္ထုတွေ99%ခိုင်နှုန်းပါဆိုလို့ရှိရင် plus minus လောက်ထားတာဖြစ်တယ်။အဲ့ဒီအတွက်အာဒါနေပြီးလို့ရှိရင်ကျွန်တော်ဒီ list ဒီတဘာဝအတိုင်းတွေ့ရတဲ့အထက်မှာအဓိကတော့နေပါတယ်ပေါ့နော် ပြောမယ်ဆိုတော့ကျဲတွေကျွန်တော်တို့ကောင်းကင်မှာမြင်ရတဲ့ကျဲတွေအကုန်လုံးဟာဆိုလို့ရှိရင် plus mark တွေပဲဖြစ်တယ်ပေါ့နော်အဲကျွန်တော်တို့ကဘာကြီးတဲ့အနည်းဆုံးကတော့နေပေါ့နော်ဒီနေဟာဆိုလို့ရှိရင်လည်းကျဲတစ်လုံးပဲလေနော်အဲဆိုအဲ့ဒီကျဲဟာဆိုရင်လည်းနေဟာဆိုရင်လည်းဒါ plus mark ဖြစ်တယ်ပြီးတော့ကျွန်တော်တို့မိုးချိုးပြစ်တယ်လက်စိလက်တယ်ဒါဆိုရင်လည်း plus mark တွေပဲဖြစ်တယ်ပြီးတော့ အာဒီဥတ္တရအလင်းတန်းလေလို့ခေါ်တဲ့ဟာတွေပေါ့နော်အဲအဲ့ဒီဟာတွေဟာဆိုလို့ရှိရင်လည်းဒါ plasma နဲ့ parallel ဖြစ်တယ်အဲဆိုတော့အာဒီ plasma တွေကိုလူတွေကလည်းဒါတီထွန်ဖန်နေကြတယ်ပေါ့နော်ဘယ်မှာတွေ့ရလဲဆိုရင် neon လဲအောင်ဒီမှာတွေ့ရတယ်ပြီးတော့ခုနောက်ပိုင်းဆိုရင်တော့ plasma tv တွေရှိတယ်ပြီးတော့ကျွန်တော်တို့အရေးအကြီးဆုံးဖြစ်တဲ့ဒီ plasma ကိုသုံးပြီးတော့ဒါ nuclear ထပ်ပေါင်းဖို့တွေလောက်ကြတယ်ပေါ့နော်အဲ့ nuclear ထပ်ပေါင်းဖို့တွေမှာဆိုရင်လည်း plasma ကိုတွေ့ရတယ်ပေါ့နော်ဒါဆိုတော့အာ plasma အမျိုးအစားဘယ်နှမျိုးရှိလဲဆိုရင် plasma အမျိုးအစား2မျိုးရှိတယ် ထမတစ်မျိုးကတော့သူကဒီကျဲတွေပြီးလို့ရှိရင်ကျတော့ဒီ nuclear ထပ်ပေါင်းဖို့တွေမှာတွေ့ရတဲ့ဒါ hot plasma ပေါ့နော်ပူတဲ့ plasma ဆိုပြီးတော့ပထမတစ်မျိုးရှိတယ်ဒုတိယ plasma ကတော့ကျွန်တော်တို့ဆေးဝါးဒီမှာဖြစ်စေဒါမျိုးဆိုင်လဲဒီရက်စက်ပစ္စည်းတွေမှာဖြစ်စေတုံးတဲ့ကို plasma လို့ခေါ်တဲ့ A တဲ့ plasma ဆိုကျွန်တော်တို့ plasma နှစ်မျိုးကိုတွေ့နိုင်တယ်ပေါ့เนาะဒါဆိုတော့အာအာကာသအထဲမှာ plasma ကဒါဒီ ကျွန်တော်တို့အာကာသဓာတ်ပုံတွေပါရိုက်လိုက်မယ်တော့မဟုတ်အာကာသထဲမှာရှိတဲ့အရာတွေကိုကျွန်တော်လေ့လာမယ်ဆိုရင်ကျွန်တော်တို့ဒါ90ရာခိုင်နှုန်းကျော်ပလတ်စမာတွေဆိုတော့ဒီနေတွေကြဲတွေဒါတွေရာဆိုလို့ရှိရင်လည်းပလတ်စမာလည်းထရာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကဘာကြီးဆိုရင်လည်းကဘာရဲ့ဒါအကြီးဆုံးအလွာဖြစ်တဲ့ ionosphere လို့ခေါ်တဲ့လေထုအားဆိုရင်လည်းပလတ်စမာနဲ့လောက်ထရာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါပလတ်စမာဟာဆိုလို့ရှိရင်အာဒီဒီကျွန်တော်တို့လက်ရှိပတ်ဝန်းကျင်မှာမြင်ရတဲ့ဒါအဆိုင်ခဲအကြီးအငွေထဲကြော်လွန်နေပေါ့နော်ဒီခုံထက်တိတွေရှိတဲ့အရာတခုပဲဖြစ်တယ်ပေါ့နော် ဒါဆိုတော့ plasma ကိုကျွန်တော်တို့စက်ရုံအလုပ်ရုံတွေမှာဘယ်နေရာမှာသုံးကြလဲပေါ့ plasma ကိုကျွန်တော်တို့ဒီပစ္စည်းတွေကိုဖြတ်တောက်တဲ့နေရာမှာပြင်ကြခေဆိုတဲ့နေရာမှာကျွန်တော်တို့ plasma ကိုသုံးနေကြပါတယ်တဲ့ပြီးတော့ဒါကျွန်တော်တို့ဒီဖုန်းတို့ laptop တို့ပေါ့နော်ဒီလက်စက်ပစ္စည်းတွေတော်တော်များများမှာသုံးနေတဲ့ semiconductor ပေါ့နော်ဒီပိုင်းလက်ကူပစ္စည်းတွေကိုထုတ်လုပ်တဲ့နေရာမှာလည်းဒီ plasma ကိုသုံးပါတယ်တဲ့ဆေးဝါးပညာမှာဆိုရင်လည်းဒါ plasma နဲ့ပိုးတက်တယ်ပြီးရင်ကျတော့ဒီဒိုင်ယာအနာတရားတွေကို ဒါ healing လုပ်တယ်ပေါ့เนาะကြက်အောင်အကြက်မြအောင်လုပ်တာကိုလည်းဒီ plasma တုံးပြီးလို့ရှင်သူကလုပ်နေကြတာကိုတွေ့ရပါတယ်ပေါ့เนาะပြီးတော့ကျွန်တော်တို့အရေးကြီးဆုံးကတော့ဒီအရေးကြီးဆုံးဆိုတာထက်အတုံးများဆုံးပေါ့เนาะဒီကျွန်တော်တို့ကမ္ဘာမှာအတုံးများဆုံးကတော့ဒီ nuclear တပ်ပေါင်းဖော်တွေမှာဒါဒါ fusion reactor လို့ခေါ်တဲ့ဟာတွေမှာပေါ့နော်ဒီ plasma ကိုတုံးတယ် plasma ကိုတုံးပြီးတော့လျှက်စက်တာအားတုံးမဟုတ်တခြားတော့ပေါ့နော်အဓိကတော့လျှက်စက်တာအားထုတ်တာပေါ့လေထုတ်ပြီးတော့ဒါကျွန်တော်တို့အာဒါမျှဝေတယ်ပေါ့နော်အဲဆိုအာဒီရဲ့ စွိုင်းရင်တတိုးတက်နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီ nuclear တဲ့ bomb phone တွေကိုအသုံးပြုပြီးတော့သူတို့ plasma ကိုထုတ်လုပ်ကြတာပေါ့နော်ဒါပေမဲ့ plasma ကိုဒါဒီနိုင်ငံတိုင်းနိုင်ငံတိုင်းမှာမသုံးနိုင်သေးဘူးပေါ့နော်။ဘာကြောင့်မို့လဲဆိုတော့သူက plasma တစ်ခုကိုထိမ့်သိမ်းဖို့အတွက်ဆိုရင်သူက magnetic field လို့ခေါ်တဲ့တန်လိုက်စကွန်းလိုတယ်။ပြီးရင်ကြတော့သူကအရန်ပူတဲ့အခြေအနေပေါ့နော်။အဲ့လိုအရန်ပူတဲ့အခြေအနေရောက်အောင်လုပ်ရတာဖြစ်တဲ့အတွက်အာစွိုင်းရင်စားသုံးမှုနဲ့တအားများရတယ်ပေါ့နော်။အဲ့ဒီအတွက် ဒါ plasma ကိုထုတ်လုပ်ဖို့အတွက်ဆိုတာကဒါစိန်ခေါ်မှုတွေရှိနိုင်တယ်ဗောနော်အာဒီအနာဂတ်မှာဆိုရင်တော့ဒီ nuclear တပ်ပေါင်းဖို့ဒေဟာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဒါဒီပြန်လည်ပြည့်ဖြူမဲ့ဆွမ်းအင်လို့ပြောလို့ရတယ်ဗောနော်ဒီ renewable energy ရယ်ပြီးရင်ကျွန်တော်ဒီ nuclear တပ်ပေါင်းဖို့တွေတုံးတဲ့ energy ရယ်ဆိုပြီးဆွမ်းအင်ကနှစ်မျိုးရှိမှာဗောနော်အဲ့ထက်မှာဆိုတော့ဒီအာ nuclear energy မှာတုံးတဲ့ plasma ဆိုတာရှိမယ်ပြီးကြတော့ကျွန်တော်တို့ဒီအာကတာထဲမှာခီးသွားတဲ့နေရာမှာဆိုလို့ရှိရင်လည်း ဒီ plasma ပဲအဓိကတုံးဖို့တို့ရွေဟားတာကျွန်တော်တွေ့ရတယ်ပေါ့နော် okay ဒီ plasma အကြောင်းအရာတော့လောက်ပါပဲနောက်နောက်ထောင်မိတဲ့အတွက်ကျေးဇူးတင်ပါတယ်